မနာဒေါ်နယ်ထရန့်ကအမေရိကန်မှာကမ္ဘာအတော်ဆုံးရှင်တွေကိုမွေးထုတ်ပေးနေတဲ့ Harvard တက္ကသိုလ်မှာလက်ရှိတက်ရောက်နေတဲ့ International Student နိုင်ငံတကာကျောင်းသားတွေအပြင်နောက်ထပ် International Student တွေကိုပါ Harvard University ကလက်မခံဖို့အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ Harvard တက္ကသိုလ်မှာလက်ရှိတက်နေတဲ့နိုင်ငံတကာကျောင်းသားတွေတခြားကျောင်းပြောင်းရင်ပြောင်းမပြောင်းလို့ရှိရင်နိုင်ငံအပြင်ကနေထွက်ရမယ်လို့လည်းမိတ်ဆိုထားပါတယ်။ ။တမနာဒေါ်နယ်ထရန်ချမှတ်ခဲ့တဲ့အမိန့်ကိုမကျေနပ်လို့ Harvest တက္ကသိုလ်ရဲ့ကျောင်းအုပ်နဲ့အတူရှင်တွေကပူးပေါင်းပြီးရော Harvest အနေနဲ့တမနာဒေါ်နယ်ထရန်ရဲ့အမိန့်ကိုတရားပြန်လည်ဆွဲဆိုခဲ့ပါတယ်။အဲ့ဒီပြန်လဲဆွဲဆိုခဲ့တဲ့တရားဆွဲဆိုမှုကလည်းပြည့်ပြည့်စုံတဲ့အတွက်ကြောင့်မလို့ International Students တွေလက်မခံရဘူးဆိုတဲ့တမနာအမိန့်ကိုတရားသူကြီးဘက်ကနေချက်ချင်းဆန့်ငံ့ခဲ့တာပဲဖြစ်ပါတယ်။တမနာအမိန့်ချမှတ်ထားတဲ့24နိုင်အတွင်းမှာပဲချက်ချင်းဆန့်ငံ့ခံခဲ့ရတာဒါပထမအဆုံးဖြစ်တယ်လို့လည်းသိရှိရပါတယ်။ သမနာကြီးအခုလိုလှုပ်တာဟာပညာရေးရောသုတေသနလုပ်ငန်းတွေအတွက်ပါအနောက်ရှက်ဖြစ်နေတယ်ဆိုပြီးတော့ Harvard တက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။ Harvard တက္ကသိုလ်ဆိုတာကမ္ဘာတက်တန်းအရှည်ဆုံးတက္ကသိုလ်တွေကတစ်ခုဖြစ်ပါတယ်။သမနာကြီးကတော့အခု Harvard University မှာတက်ရောက်နေတဲ့နိုင်ငံတကာကျောင်းသားတွေအားလုံးကဗီဇာတွေကိုပဲရုပ်သိမ်းမယ်လို့လည်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ I can't tell you that but